ဆက်နီး library မှာကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်နေနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာအကြောင်းအရာနဲ့သတင်းတွေကိုကျွန်တော်လိုပဲနိုင်ငံတကာအကြောင်းအရာကိုစိတ်ဝင်စားတဲ့သူတွေအချိန်ဖိပြီးတနေရာစီလိုက်မဖတ်ရှုနိုင်သူတွေနဲ့သတင်းအကြောင်းအရာစာတွေကိုအခိုင်အမာတိဆောက်လို့သူတွေထောက်ပံ့ဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်အဲ့ဒီမှာမှဒီ what happens now ဆိုတဲ့အစီအစဉ်ကတော့ကောင်းမှာဖြစ်ပွားနေတဲ့အကြောင်းအရာတွေကလောစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစီးမျှဝေတဲ့အစီအစဉ်ဖြစ်ပါတယ် ဒီနေ့ what happens now ရဲ့အပိုင်း89အနေနဲ့မျှဝေမယ့်အကြောင်းအရာက Venezuela နဲ့ American တို့ရဲ့လက်လောအခြေအနေဘာတွေဖြစ်လာနိုင်တာလဲလက်ရှိဘာတွေဖြစ်နေတာလဲဆိုတာတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစူးစမ်းမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျဒီနေ့မျှဝေမယ့်အကြောင်းအရာတွေမှာကတော့ American ရဲ့တောင်ပိုင်းလှန်စစ်စင်ကြီးပြီးရင်တော့စစ်စင်ရဲ့နောက်တစ်ဆင့်တက်မယ်လို့ American ရဲ့ဂျင်ညာမှုနဲ့ Venezuela သမ္မတကိုစူးစမ်းငွေထုတ်ထားတဲ့အခြေအနေ အဲ့နောက်မှာတော့အမေရိကန်ရေတပ်ဖြန့်ချထားပြီးတဲ့နောက်ဗင်နီဇွဲလာရဲ့ပြင်ဆင်မှုနဲ့အမေရိကန်ရဲ့ထက်ဆင့်ကြီးညာမှုတွေပြီးရင်ဗင်နီဇွဲလာကနိုင်ငံတကာလေကြောင်းလိုင်းချို့ကိုပိတ်ပင်ခဲ့မှုနဲ့အမေရိကန်ကဗင်နီဇွဲလာလေပိုင်နဲ့ပိတ်ဆို့ကြောင်းကြီးညာချက်ထုတ်ပြန်ခဲ့တဲ့အချိန်နီးပြီးရင်အမေရိကန်ကဗင်နီဇွဲလာလေပိုင်နဲ့ပိတ်ဆို့ကြောင်းကြီးညာချက်အပေါ်ကိုနိုင်ငံတကာကတုံ့ပြန်မှုတွေအဲ့နောက်မှာတော့အမေရိကန်သမ္မတနဲ့ဗင်နီဇွဲလာသမ္မတတို့ဖုန်းနဲ့ဆက်သွယ်ပြီးဘာတွေဆွေးနွေးခဲ့တာလဲဆိုတဲ့အကြောင်းအရာပြီးရင်အမေရိကန်ရဲ့ဗင်နီဇွဲလာနဲ့ပတ်သက်တဲ့နောက်ဆုံးလှုပ်ဆောင်မှု အဲဒီနောက်မှာဗင်နီဇွဲလာက OPEC အဖွဲ့တန်စာလွှာပေးဖို့အကြောင်းကြားမှုနဲ့နောက်ဆုံးမှာကတော့ပြည်တွင်းပညာရှင်တဦးရဲ့ခံမှန်းသုံးသပ်မှုတွေပေါ်ပြတဲ့အချက်လက်တွေနဲ့ American Venezuela ကိုထိန်းချုပ်ခြင်းတဲ့အဓိကအကြောင်းရင်းစာတာတွေကိုစူးစီးမျှဝေပြီးတော့မှဖြစ်ပါတယ်ဗျပထမဆုံးကတော့ American ကပြီးခဲ့တဲ့လအနေငယ်တုန်းကတောင်ပိုင်းလက်စစ်စင်ရေး Operation Southern Space တစိတ်တစ်ပိုင်းအနေနဲ့တပ်ဖွဲ့ဝင်1000ခွဲ အဲ့ဒီမှာလူ၄600နဲ့လေယာဉ်အဆင့်60တိသေဆောင်နိုင်တဲ့338မီတာရှည်တဲ့ကမ္ဘာအကြီးဆုံးလေတင်သင်္ဘော USS Garrett Ford ပရင်းတုံးကြီးတဲ့ဖြတ်သင်္ဘောတွေကုန်းရင်နှစ်သွဲသွားတက်ခိုက်ရေးသင်္ဘောတွေနဲ့ရေရင်တွေအတွက်စီဖြစ်သင်္ဘောတွေကိုဗင်နီဇွဲလားကမ်းရိုးနဲ့အနီးမှာဖြန့်ကျက်ချထားခဲ့ပါတယ်ဒါဟာ1986ခုနှစ်ကပနားမကိုကျူးကျော်ပြီးတဲ့နောက်ပိုင်းဒေတာတွေမှာအမေရိကန်ရဲ့အကြီးမားဆုံးသောစီးရေးဖြန့်ကျက်မှုဖြစ်ပါတယ်ဒီရွေချက်ကတော့အမေရိက ဝေကန်နေနဲ့မွေးစေဝါရောင်းဝယ်မှုကိုတိုက်ဖြတ်ရေးဖြစ်တယ်ဆိုပြီးထရန်ဆိုရကပြောပါတယ်။အဲ့လိုဖြတ်ချက်ချထားပြီးတဲ့နောက်အမေရိကန်ဘက်ကမွေးစေဝါရောင်းဝယ်မှုတင်းမော့လို့ညှို့နဲ့တင်းမော့အစီး20ကျော်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်တင်းမော့တွေနစ်မြုပ်ခဲ့ပြီးလူပေါင်း80ကျော်တိတေဆုံးခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့အမေရိကန်မွေးစေဝါတိုက်ဖြတ်ရေးအုပ်ချုပ်မှုအဖွဲ့ DEA ကတော့အမေရိကန်ကမွေးစေဝါဝင်ရောက်တဲ့အဓိကရင်းမြစ်နိုင်ငံဟာဗင်နီဇွဲလားမဟုတ်ဘူးလို့လက်လွတ်နှစ်တည်းအစီရင်ခံစာမှာပေါ်ပြထားပါတယ်။ ဗနီဇလန်ကကွေးဝင်ကြီးဗလာဒီမီယာပါရင်ညိုကတော့အဲ့ဒီတိုက်ခိုက်မှုတွေနဲ့အမေရိကန်ရဲ့အခြေတဲ့ဖြန့်ကျက်မှုဟာဗနီဇွဲလားပေါ်အမေရိကန်ကစစ်မကြေညာပဲစစ်ဆင်တာလို့ဆိုခဲ့ပါတယ်။နောက်ထပ်ကတော့စစ်ဆင်ရင်နောက်တစ်ဆင့်တက်မယ်လို့အမေရိကန်ရဲ့ကြေညာမှုနဲ့ဗနီဇွဲလားသမ္မတကိုစီရင်ငွေထုတ်ခဲ့တဲ့အခြေအနေပါ။အမေရိကန်တက်မတော်အနေနဲ့ Caribbean ပင်လယ်အတွင်းမှာစစ်အာတူးမြင့်ဖြန့်ကျက်ပြီးတဲ့နောက်ဗနီဇွဲလားနဲ့ဆက်ဆံရေးတင်းမာမှုတွေပိုပြီးမြင့်တက်လာနေချိန်မှာ အမေရိကန်တာဝန်ရှိသူတွေကဗင်နီဇွဲလားနဲ့ဆက်ဆက်တဲ့စစ်စင်ရေးကိုနောက်ထပ်ဆင့်တက်မယ်ဆိုပြီးနိုဗ ెంబ ာနောက်ဆုံးပတ်မှာပြောကြားခဲ့ပါတယ်အမေရိကန်ဘက်ကလှုပ်ဆောင်နေတဲ့လှုပ်ဝဲစစ်စင်ရေးတွေဟာဗင်နီဇွဲလားသမ္မတနီကိုလက်မာဒူရိုပေါ်ကလှုပ်ဆောင်တဲ့စစ်စင်ရေးရဲ့ပထမဆုံးဖြစ်မှာဖြစ်တဲ့ပြီးရင်အမေရိကန်သမ္မတဟာနိုင်ငံအတွင်းမှုအစည်းအဝေးဝင်ရောက်မှုတွေကိုတားဆီးနိုင်ဖို့နဲ့ မူရင်းစေဝါနဲ့ဆက်ဆက်နေသူတွေကိုအဖြစ်ပေးနိုင်မှုလှုပ်ဆောင်တဲ့အရာအားလုံးကိုလှုပ်ဆောင်မှာဖြစ်တယ်။အမေရိကန်ကဝင်ရောက်နေတဲ့မူရင်းစေဝါတွေဟာဗင်နီဇွဲလားနိုင်ငံကဖြစ်တယ်ဆိုပြီးအမေရိကန်တာဝန်ရှိသူတွေဘက်ကပြောကြားထားပါတယ်။အဲဒီပြင်ဗင်နီဇွဲလားကောင်းဆောင်မာဒူရိုကိုအာဏာရှင်ဖြစ်ယူဆထားပြီးတော့ဗင်နီဇွဲလားရဲ့တရားဝင်ကောင်းဆောင်ဖြစ်အမေရိကန်ကအတိမတ်ပြုတ်ထားပါဘူး။မာဒူရိုဟာဇန်နဝါရီလက3ချိန်မြောက်6နှစ်သက်တမ်းအတွက်ကျန်းသက်စာချိန်ဆခဲ့ပြီးသူဟာပြီးခဲ့တဲ့နှစ်ကသမ္မတရွေးကောက်ပွဲရဲ့တရားဝင်အနိုင်ရသူဖြစ်တယ်လို့ခိုင်မာပြောကြားထားပါတယ်။ ထရန်ဆိုရကတော့ဒီနှစ်အစောပိုင်းမှာမာဒူရိုကိုဖမ်းဆီးနိုင်ရင်ဒေါ်လာတန်း90စုချင်းငွေထုတ်ပြန်ကြေညာခဲ့ပြီးတော့မာဒူရိုဟာကမ္ဘာအကြီးဆုံးမွေးစေဝါရောင်းဝယ်သူတွေကတဦးဖြစ်တဲ့အမေရိကန်ကိုဖတ်တနိုင်ပါတဲ့ကိုကင်းပို့ဖို့မွေးကုံတရီနဲ့ပူးပေါင်းလှုပ်ဆောင်နေတယ်လို့ဆွဆွဲထားပါတယ်။မာဒူရိုကမွေးစေဝါကုံတွင်မှုနဲ့ဆက်ဆက်မှုမရှိကြောင်းညင်းဆိုထားပါတယ်။အမေရိကန်ပြည်ထောင်စုကဗင်နီဇွဲလားအစိုးရဗင်နီဇွဲလားအနည်းရေပြင်ကိုရေတပ်အုပ်စုစေလွတ်ထားပြီးမွေးစေဝါရောင်းဝယ်မှုကိုတိုက်ဖြတ်ဖို့လို့ဆိုထားပေမဲ့ ဗင်နီဇူလာကောင်းဆောင်မာဒူရိုကတော့ဒါဟာသူ့ကိုဖြုတ်ချဖို့ကြိုးပမ်းမှုအဖြစ်ရှုတ်ချထားပါတယ်။နောက်ထပ်ကတော့အမေရိကန်ရေထဲဖြန့်ကျက်ချထားပြီးတဲ့နောက်ဗင်နီဇူလာရဲ့ပြင်ဆင်မှုနဲ့အမေရိကန်ရဲ့ထက်ဆင့်ကြီးညာမှုတွေပါ။ချောင်းကာရီဘီယံပင်လယ်ထဲမှာအမေရိကန်ရေထဲတင်မောတွေဖြန့်ကျက်လိုက်ပြီးတဲ့နောက်မှာပဲတကြီးနိုင်ငံသားတွေနဲ့ဖွဲ့စည်းထားတဲ့အမျိုးသားဘလီဗီးယားပြည်သူ့စစ်အဖွဲ့ NBM ကိုအင်ဂါဇင်အတိုင်းပြန်ဖွဲ့ဖို့လှုပ်လာကြပါတယ်။အဲဒီအဖွဲ့ကဗင်နီဇူလာကိုကာကွယ်ဖို့ဆိုပြီးတော့သမရ ဟူဂိုချာဗက်စ်လက်ထက်2009ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာပါနိုဝင်ဘာ22ရက်နေ့က American Federal လေကြောင်းစီမံခန့်ခွဲရေးဌာန FEE ကလုံခြုံရေးအခြေအနေယိုယွင်းလာခြင်းနဲ့ Venezuela ရဲ့အနီးပတ်ဝန်းကျင်မှာစီးရေလှောင်မှုတွေပြင်းထန်လာတာကြောင့် Venezuela လက်ပိုင်းကကြော်ပြီးပြန်တန်းရတဲ့ဘယ်အရက်ပဲလေရင်ကိုမဆိုအနေရရှိတဲ့အခြေအနေနဲ့ရင်ဆိုင်ရမှာဖြစ်တယ်။လေကြောင်းလိုင်းကုမ္ပဏီတွေနဲ့တတိထားလှုပ်ဆောင်မှုလိုတယ်ဆိုပြီးတတိပေးခဲ့ပါတယ်။ နိုဝင်ဘာ24ရက်မှာတော့အမေရိကန်ပြည်ထောင်စုအတွင်းကိုမြေဆွေးဝါးမှောင်ခိုကူးမှုတွေကိုတိုက်ဖြတ်ဖို့ကြိုးပမ်းမှုတစိုက်တစ်ပိုင်းအနေနဲ့ဒေါ်နယ်ထရန့်အစိုးရကဗင်နီဇွဲလားအခြေစိုက် Caldeddi Lock Solux အုပ်စုကိုပြည်ပအကြမ်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်လိုက်ပြီးတော့အဲ့ဒီသတ်မှတ်ချက်ကတရားဝင်အသက်ဝင်လာပြီဖြစ်ပါတယ်။စိတ်ဝင်စားစရာအချက်တစ်ခုကတော့အမေရိကန်ဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုကိုအဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်။ ိုက်ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးနိုဗ ెంబ ာ24ရက်နေ့ကအမာဒူရိုအစိုးရကတုံ့ပြန်မှုအနေနဲ့ကြေညာချက်တစ်စောင်ထုတ်ခဲ့ပြီးတော့အဲ့ဒီကြေညာချက်ထဲမှာအမှန်တကယ်မရှိတဲ့အဖွဲ့အစည်းတစ်ခုကိုဂျပန်အဖွဲ့အစည်းဖြစ်သတ်မှတ်ခြင်းကရေစရာကောင်းပြီးတိပြမရှိဘူးသူတို့ဘက်ကလုံးဝပယ်ချတယ်ဆိုပြီးသိပြီးခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီယိုကလည်းအဲ့ဒီအဖွဲ့ဟာဂျပန်မှုအမေရိကန်ပြည်ထောင်စုနဲ့ဥရောပကိုမူရစေဝါမှောက်ကူးမှုနဲ့သက်ဆိုင်တဲ့အဖွဲ့လို့ပြောခဲ့ပြီးတော့ ဗန်နိုင်းဝန်ကြီးစကော့ဘတ်ဆန်ကတော့ကတ်တယ်ဒီလော့ခ်ဆိုလက်ဆာဂျူလိုင်လတွေကအမေရိကန်စီးပွားရေးပိတ်ဆို့မှုတွေကိုခံခဲ့ရပြီးတော့တရားမဝင်မာဒူရိုအစိုးရကကတ်တယ်ဒီလော့ခ်ဆိုလက်ဆလို့အချမ်းဖက်အဖွဲ့အစည်းကနေတဆင့်မူရဲ့အချမ်းဖက်ဝါဒတွေကိုအားပေးကူညီနေတယ်လို့ပြောကြားသွားခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဗင်နီဇွဲလားကနိုင်ငံတကာလေကြောင်းလိုင်းအချို့ကိုပိတ်ပင်ခဲ့မှုနဲ့အမေရိကန်ကဗင်နီဇွဲလားလေပိုင်နဲ့ပိတ်ဆို့ကြောင်ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ နိုဝင်ဘာ28ရက်နေ့မှာတော့ဗင်နီဇွဲလားအာဏာပိုင်တွေကနိုင်ငံတကာလေကြောင်းလိုင်းတွေအနေနဲ့48နာရီအတွင်းခီးစဉ်တွေပြန်လည်စတင်မှုနောက်ဆုံးရက်ကိုမလိုက်နာတာကြောင့်နိုင်ငံတကာအဓိကလေကြောင်းလိုင်း6ခုကိုနိုင်ငံတွင်းစစ်တပ်ကမပြူတော့ဘဲပိတ်ပင်လိုက်တယ်လို့ထုတ်ပြန်လာခဲ့ပါတယ်။ဒေသတွင်းမှာစီးရီလှုပ်ရှားမှုတွေပိုပြင်းထန်လာမယ်လို့အမေရိကန်ပြည်ထောင်စုကသတိပေးပြီးတဲ့နောက်နိုင်ငံတကာလေကြောင်းလိုင်းတွေဟာဗင်နီဇွဲလားနိုင်ငံရဲ့မြို့တော် Caracas ကိုပြည်ဆွဲပြန်တမ်းမှုတွေကိုရပ်ဆိုင်းခဲ့တာကြောင့် ်အမေရိကန်အစိုးရကလှုံ့ဆော်ပြီးတဲ့နိုင်ငံတော်အကြမ်းဖက်လုပ်ရက်တွေမှာပူးပေါင်းပါဝင်ခြင်းနဲ့လေကြောင်းကုန်သွယ်ရေးလုပ်ငန်းတွေကိုတပတ်သက်ရဆိုင်ကြီးတွေပြုလုပ်ထားလို့ဆက်ဆွဲထားပြီးတော့နိုဝင်ဘာ26ရက်မှာတတန်းကုန်ဆုံးမဲ့နောက်ဆုံးရက်ကိုဗင်နီဇွဲလာအစိုးရကထုတ်ပြန်သတိပေးခဲ့ပါတယ်။လေကြောင်းလိုင်းငယ်အများပြားကတော့ဗင်နီဇွဲလာကိုဆက်ပြီးပြန်တန်းနေပြီမဲ့လေကြောင်းခီးစဉ်ထောင်ပေါင်းများစွာထိခိုက်ခဲ့ရတယ်လို့သိရပါတယ်။ဗင်နီဇွဲလာအရက်ဖက်လေကြောင်းအနာပိုင်းဖွဲ့ရဲ့ထုတ်ပြန်ချက်အရ Liberia, Chad Portugal, Gold Latam Avian ကနဲ့ Turkish Airline တို့ဟာ Venezuela မှာစစ်တပ်ခွင်နဲ့ထွက်ခွာခွင်တွေချက်ချင်းဆုံးရှုံးရမယ်လို့ဆိုထားပါတယ်။ဒီဘက်မှာ29ရက်နေ့မှာတော့မြွေဆွေဝရောင်းဝယ်မှုဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးတော့တောင်အမေရိကတိုက်က Venezuela နိုင်ငံကိုစစ်ရေးရဖိအားပေးမှုတွေအချိန်မြင့်လှုပ်ဆောင်နေတာနဲ့အတူ Venezuela တခွင်ကလေပိုင်နက်ကိုပိတ်ဆို့ထားလိုက်ပြီးလို့ယူဆရမှာဖြစ်တယ်ဆိုပြီး American သမ္မတတော်နဲ့ Trump ကသတိပေးပါတယ် မနာထရန်ကသူ့ရဲ့လူမှုကွန်ရက်ပေါ်ကရေးသားချက်အရာလေချောင်းလိုင်းတွေလေရင်မှုတွေမွေးဆေးဝါးရောင်းဝယ်သူတွေနဲ့လူကုန်ကူးသူအားလုံးဗင်နီဇွဲလားအထက်နဲ့ပတ်ဝန်းကျင်ကလေပိုင်းနဲ့တစ်ခုလုံးကိုပိတ်ထားလိုက်ပြီးလို့ယူဆကြပါဆိုပြီးအဲ့ဒီနေ့မှာရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်အမေရိကန်ရဲ့ဒီဗင်နီဇွဲလားလေချောင်းပိုင်နယ်ကိုပိတ်ဆို့တာနဲ့ပတ်သက်ပြီးတော့တုံ့ပြန်မှုတွေကြီးညာချက်တွေနိုင်ငံတကာရဲ့သဘောထားတွေကိုကြည့်ရအောင်ပါ။ ဗင်နီဇွဲလာဆိုရကတော့ဗင်နီဇွဲလာနိုင်ငံဟာသူ့ရဲ့လီပိုင်တဲ့အချုပ်ချာအာဏာကိုထိပါဖို့ကြိုးပမ်းတဲ့ကိုလိုနီဝါဒီတွေရဲ့ချိန်ချောက်မှုကိုရှုတ်ချတယ်။ဒါဟာဗင်နီဇွဲလာပြည်သူတွေပေါ်ချက်ကားပြီးတရားမဝင်တဲ့တရားမျှတမှုမရှိတဲ့ရန်လိုတက်ခိုက်မှုအသစ်တရက်ကိုဖန်တီးလိုက်တာဖြစ်တယ်လို့ကြေညာချက်မှာပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။လက်တင်အမေရိကန်ဒေတာတွင်ဖွဲ့စည်းနေတဲ့နိုင်ငံအချို့ကလည်းအမေရိကန်ဒီလုပ်ရက်ကိုကျူးကျော်မှုဖြင့်ရှုတ်ချခဲ့ကြပါတယ်။ American ချင်းချောက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ Venezuela Bolivarian မြို့သားလက်နက်ခိုင်ဖွဲ့ဟာ နိုဝင်ဘာ29ရက်နေ့မှာတနင်္ဂနွေလုံးတိုက်တာနဲ့ပင်လယ်ကမ်းရံကာကွယ်လေးချင်းမှုတွေပြုလုပ်ပါတယ်။လေးချင်းမှုကိုဗင်နီဇွဲလားပင်လယ်ကမ်းရံတစ်လျှောက်မဟာဗျူဟာကျတဲ့နေရာတွေနဲ့တက်ဆိုင်တဲ့နေရာအသီးသီးမှာတပြိုင်တည်းပြုလုပ်ခဲ့ပြီးတော့ပင်လယ်ကမ်းရံကာကွယ်နေရာတွေစောင့်ကြည့်ကင်းစကန်တွေတည်ထောင်တာအမြောက်နဲ့လေးချောင်းရံကာကွယ်စနစ်တွေဖြန့်ကျက်တာနဲ့ပင်လယ်ကမ်းရံကင်းလှည့်တာတွေပါဝင်ခဲ့တယ်လို့ဆိုပါတယ်။မာရူရိုအမှုစေဝါကုံကူးမှုကိုတိုက်ဖြတ်ဖို့ကိုလံဘီယာနဲ့နေဆက်ကိုဩဂတ်လမှာတပ်ဖွဲ့ဝင် တတောင်းဝက်စီလွတ်ပါတယ်ပြီးတော့အမေရိကန်ကဒေတာရင်းစစ်ရင်အားစဖြစ်နေစေဖြစ်နေတဲ့အခြေအနေမှာပဲဗင်နီဇွဲလားဒုတိယသမ္မတဒီဂလင်းကအဲ့ဒီနေ့မှာအမေရိကန်လေပိုင်းနဲ့ပိတ်ဆို့ခြင်းကိုရင်ဆိုင်တုံ့ပြန်မှုဗင်နီဇွဲလားကနိုင်ငံတကာဥပဒေနဲ့ညီနိုင်ငံစုံရန်နေရအားလုံးကိုစတင်လှုပ်ဆောင်ခဲ့ပြီဖြစ်တယ်လို့ပြောကြခဲ့ပါတယ်ဗင်နီဇွဲလားနိုင်ငံသားဝင်ကြီးကတော့ဒီလေပိုင်းနဲ့ချုပ်ချအာဏာကိုအမေရိကန်ရဲ့ချိန်ချောက်မှုလုပ်ရက်ကိုအပြစ်ဒဏ်ချုပ်ချကြောင်း နိုင်ငံတကာအတိုင်းဝန်နိုင်ငံသီးသီးကအစိုးရကုလသမဂ္ဂစတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ဒီလိုရက်ကိုပြပြတသားကန့်ကွက်ဖို့တိုက်တွန်းခဲ့ပြီးတော့ဗင်နီဇွဲလားနိုင်ငံအနေနဲ့နိုင်ငံတကာဥပဒေနဲ့ညီမဖြစ်မနေလွှဲတဲ့နီလန်အလုံးချမှတ်ကျင့်သုံးပြီးတော့နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ညီငယ်ရင်းကိုကာကွယ်သွားမှလို့ဆိုသွားပါတယ်ဗင်နီဇွဲလားလေပိုင်နဲ့ဗင်နီဇွဲလားလေပိုင်နဲ့အချုပ်အခြာအာဏာအပေါ်အမေရိကန်လုံဆောင်တဲ့ခေတ်သစ်ကိုလိုနီဝါရီချိန်ချောက်မှုကိုရှုတ်ချတယ်ဆိုပြီး America Bolivarian Mahamay အဖွဲ့ ALBA ကလည်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ် ကိုလံဘီယာသမရကတော့နိုင်ငံတနိုင်ငံလေပိုင်နဲ့ကိုအခြားနိုင်ငံသမရကလာပိတ်လို့မရဘူးဒီလိုမဟုတ်ရင်နိုင်ငံအချုပ်အခြာအာဏာနဲ့နိုင်ငံတကာဥပဒေယူဆကဒီမှာပဲအဆုံးသတ်သွားလိမ့်မယ်လို့သူ့လူမှုမီဒီယာမှာဖော်ပြခဲ့ပါတယ်သူကကိုလံဘီယာနိုင်ငံသမရအနေနဲ့သာမဟုတ်ဘဲနဲ့လက်တင်အမေရိကနဲ့ကာရီဘီယံနိုင်ငံများအတိုင်ဝန်း CLAC ရဲ့အလှည့်ကျဥက္ကဋ္ဌနိုင်ငံသမရအနေနဲ့အထက်ပါတိုင်းပြောကြားခြင်းဖြစ်တယ်လို့ပယ်ထရိုကအလေးနဲ့ဒါပြောကြားသွားပါတယ် ဂျူဘာနိုင်ငံရဲ့ဝင်ကြီးကလည်းအမေရိကန်ပြောဆိုချက်တွေကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီးတော့ဆိုရှယ်မီဒီယာမှာရေးသားဖော်ပြခဲ့ပါတယ်ဒီလောက်ရက်ဟာနိုင်ငံတကာဥပဒေရဲ့ဩဇာအရှိန်အဟောင်းကိုပြင်းထန်စွာချိန်ချောက် ပြီးတော့ဗင်နီဇွဲလားရဲ့တရားဝင်အစိုးရကိုပုံကန့်မှုဂျူဘာနဲ့ကျူးကျော်မှုလုပ်ရဖြစ်တယ်လို့ထောက်ပြသွားပါတယ်ဘယ်နိုင်ငံကမှတခြားနိုင်ငံရဲ့လေပိုင်တဲ့ကိုပိတ်ပိုင်ခွင့်မရှိဘူးအမေရိကန်ဒီဆုံးဖြတ်ချက်ဟာလက်တင်အမေရိကနဲ့ကာရီဘီယံဒေသငြိမ်းချမ်းရေးလုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက် အရင်မတွက်နိုင်တဲ့ခံမမရနိုင်တဲ့ကျိုးဆက်တွေယူဆောင်လာလိမ့်မယ်လို့ပြောဆိုသွားခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ American သမ္မတနဲ့ Venezuela သမ္မတတို့ဖုန်းနဲ့ဆက်သွယ်ပြီးဘာတွေဆွေးနွေးခဲ့တာလဲဆိုတဲ့အခြေအနေပါ။ American သမ္မတ Trump က Venezuela သမ္မတ Nicolas Maduro နဲ့ပြီးခဲ့တဲ့သတင်းပတ်ကတယ်လီဖုန်းနဲ့ဆက်သွယ်ပြီးတော့ Mr. Trump က Mr. Maduro ကိုယာတုကနေနှုတ်ထွက်ဖို့တောင်းဆိုခဲ့ပြီးတော့ သူနဲ့သူ့ရဲ့လက်ထောက်တွေသူတို့ရဲ့မိသားစုတွေကိုလူငင်းချမ်းသာခွင့်ပေးကိစ္စတွေကိုဆွေးနွေးခဲ့တယ်ဆိုပြီး Wall Street Journal သတင်းစာက November 29ရက်နေ့မှာဖော်ပြခဲ့ပါတယ်။ November 29ရက်နေ့လုံကတော့မကြာခင်မြေပြင်ဆက်စပ်ရေးတွေစတင်နိုင်ချေရှိတယ်ဆိုပြီးအရေးမွက်ပြောကြားထားမှုရှိပါတယ်။ November 30ရက်နေ့မှာတော့ Venezuela နိုင်ငံသမ္မတကိုဖုန်းခေါ်ဆိုခဲ့တယ်ဆိုတာကို American သမ္မတ Donald Trump ကအတည်ပြုခဲ့ပြီးဒါနဲ့ပတ်သက်လို့မှတ်ချက်ပေးဖို့ဆန္ဒမရှိဘူးအဖြေကတော့ဟုတ်တယ်ဆိုတာပဲ။ဒါဟာအကောင့်ပလာဒါမှမဟုတ် အဆိုးမလားဆိုတာကိုလည်းမပြောနိုင်ဘူးဒါကဖုန်းကုတ်ဆုံမှုတစ်ခုပဲဖြစ်တယ်ဆိုပြီး Air Force 1လေယာဉ်ပေါ်မှာသတင်းတောက်တွေကိုကြေကြားခဲ့တယ်လို့သိရပါတယ် Miami Herald သတင်းဌာနကတော့ American သမ္မတလုံးနဲ့ Trent နဲ့ Venezuela သမ္မတ Nicolas Maduro တို့နှစ်ဦးကြားတဲမာမှုတွေကနေစပွဲတွင်ရောက်ရှိလာနိုင်တဲ့အချိန်မှာ Trent ကဖုန်းခေါ်ဆိုမှုပြုလုပ်ခဲ့ပြီးတော့ Maduro နဲ့ထိပ်ပိုင်းကောင်းဆောင်တွေ Venezuela ကထွက်သွားရင် ထွက်သွားဖို့ထရန့်ကတောင်းဆိုခဲ့ပြီးတော့ယာရုကနေချက်ချင်းနှုတ်ထွက်ရင်မာရူရိုသဘောတူတယ်ဆိုရင်တနိုင်ငံလုံးတမိသားစုလုံးနိုင်ငံအတွင်းကဘေးကင်းစွာထွက်ခွာနိုင်မယ်လို့ထရန့်ကတောင်းဆိုခဲ့တာကြောင့်စကားဝိုင်းဟာတိတ်မကြပဲရက်တန့်သွားခဲ့တယ်လို့သတင်းရင်းမြစ်တွေကသူတို့သတင်းဌာနကိုပြောတယ်လို့ဆိုပါတယ်အဲ့ဒီပြင် November 29ရက်နေ့ကသူ့ရဲ့ social media မှာရေးတင်ခဲ့တယ် ဖီနီဇွလာနိုင်ငံလေးပိုင်နက်ကိုပိတ်ထားရန်စဉ်းစားသင့်ပြီလို့သတိပေးခဲ့တာကလည်းလေချောင်းတိုက်ခိုက်မှုတစ်ခုကိုမကြခင်ပြုလုပ်တော့မယ်ဆိုတဲ့အချက်ပြမှုတစ်ခုမဟုတ်ဘူးအဲ့ဒါကိုဘာမှအတိတ်ပဲထပ်မဖွင့်ပါနဲ့သူတို့အနေနဲ့ဖီနီဇွလာကိုအလွန်ချစ်ချစ်ရင်းနှီးတဲ့နိုင်ငံတစ်ခုမဟုတ်ဘူးလို့ယူဆတဲ့အတွက်သတိပေးမှုလုပ်ခဲ့တာပါလို့အလေးနဲ့ပြောကြားသွားကြောင်းသိရပါတယ်မာဒူရိုဟာလွတ်လပ်ရေးကောင်ဆောင်စီမွန်ဘိုလီဗာရဲ့ဓာတ်ကိုကင်ဆောင်ပြီးပြီးခဲ့တဲ့နိုဝင်ဘာနောက်ဆုံးပတ်ကလူလူစီဝေးဘက် လူလူစည်းဝေးပွဲမှာပါဝင်ခဲ့တယ်လို့နေကျဝါဒကိုစန့်ကျင်ပြီးရက်တီသွားမယ်လို့ဂရိပြုထားပါတယ်။နေကျဝါဒရဲ့ချင်းချောက်မှုနဲ့ရန်လုံမှုတွေကိုတိုက်ဖြတ်မဲ့ဗင်နီဇွဲလာရဲ့အောင်ပွဲအတွက်အဆန်းကုန်ပေးဆက်မယ်လို့ဒီကောင်းငင်ရှိသခင်ယေရှုခရစ်ရှိမှာချိန်ဆတယ်ဆိုပြီးမာဒူရိုကပြောကြားသွားခဲ့ကြောင်းသိရပါတယ်။အမေရိကန်ရဲ့ဗင်နီဇွဲလာနဲ့ပတ်သက်တဲ့နောက်ဆုံးလှုပ်ဆောင်မှုပါ ထရန်ကကရီဘီယံမှာအင်အားကြီးမားတဲ့ရေထဲဖြန့်ကျက်မှုကိုလှုပ်ဆောင်တာမွေးစေဝတည်ဆောင်မှုလို့ယူဆတဲ့ရေအင်းတွေကိုတိုက်ခိုက်တာဗီနီဇွဲလားလီပိုင်နက်ကိုရှောင်ရှားဖို့ပြင်းထန်တဲ့သတိပေးမှုတွေလောက်တာစပြီးတော့ဖိအားတွေပို့ပြီးပေးထားချိန်မှာပဲဗီနီဇွဲလားကိစ္စအခြားကိစ္စတွေနဲ့ပတ်သက်လို့တမရကသူ့ရဲ့အမျိုးသားလုံခြုံရေးအဖွဲ့ကိုခေါ်တွေ့မယ်ဆိုတာအတိပြုတယ်ဆိုပြီးအင်ဂျီနော်တရင်ပြန်ကြားရေးဝန်ကြီးကာရိုလင်းလီယာဗစ်က AFP တရင်တောင်းအမေးပြတ်မှုကိုဖြေကြားခဲ့တယ်လို့သိရပါတယ် အဲ့ဒီအချိန်မှာသူ့ကိုဖြုတ်ချဖို့ဝါရှင်တန်ကကြိုးပမ်းနေခြင်းဖြစ်တယ်လို့ဆွဆွဲပြီးတော့မာဒူရိုကတော့မြို့တော်ခရာကက်မှာပြုလုပ်တဲ့လူလူစည်းဝေးပွဲမှာပြောကြားခဲ့ပြီးဗင်နီဇွဲလားဟာကျွန်ငင်းငယ်ကိုအလိုမရှိဘူးလို့ဆိုသွားပါတယ်။နောက်ထပ်ကတော့ဗင်နီဇွဲလားကအိုပက်အဖွဲ့ထံကို စာလွန်ပေးဖို့အကြောင်းကြားခဲ့မှုပါ။ Caribbean ဒေသမှာ American စီးဖြန့်ကျက်မှုတိုးမြင့်ခြင်းက Venezuela အပေါ်ချိန်ချောက်မှုဖြစ်တယ်လို့ ကမ္ဘာစွန့်ရင်ဈေးကွက်တည်ငြိမ်ရေးကိုလည်းအရင်ကဖြစ်စေနိုင်တယ်လို့ဗင်နီဇွဲလားသမ္မတမာဒူရိုကဂျင်းနန်တင်ပို့သောနိုင်ငံများအသင်း OPEC အထူးထူးအတွင်းမှုချုပ်ထံကိုမချခင်ရက်တွင်းကဆလာပေးဖို့ပြောကြားခဲ့ပြီးဗင်နီဇွဲလားဒုတိယသမ္မတနဲ့ရေတံဝန်ကြီးဌာနဝန်ကြီးကမချခင်ရက်ပိုင်းတွင် OPEC အစည်းအဝေးကာလမှာဒီဆလာပါအကြောင်းအရာတွေကိုဖတ်ကြားပြသခဲ့တာလို့သိရပါတယ်။အမေရိကန်ရဲ့အဲ့ဒီလုပ်ရဟာလက်နက်အင်အားနဲ့ဗင်နီဇွဲလားရေနဲ့အရင်းမြစ်ကိုလူယူဖို့ရည်ရွယ်တာဖြစ်တယ်။ ဒီကြံစီကြိုးပမ်းမှုမှာဗင်နီဇွဲလားရေနံထုတ်လုပ်မှုကိုတိုက်ရိုက်အနေနဲ့ဖြစ်စေုံသာမကဘဲနဲ့ကမ္ဘာလုံးဆိုင်ရာရေနံဈေးကွက်တည်ငြိမ်စေမှုကိုလည်းအနေနဲ့ကြုံတွေ့စေတယ်။တမိုင်းမှာရေနံထုတ်လုပ်တဲ့နိုင်ငံတွေကိုပြစ်မှတ်ထားတဲ့ဈေးစွပ်ဖက်မှုတွေဖြစ်ပွားနိုင်တဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုစိုးကျိုးတွေကိုလည်းဂရုပြုကြဖို့ OPEC နဲ့ OPEC အပေါင်းအဖွဲ့ဝင်တွေကိုမာဒူရိုကသတိပေးခဲ့ပြီးတော့အထူးသဖြင့်ဤရက်လက်ပြဆတဲ့နိုင်ငံတွေမှာပြည်ပဆေးရေးလှုပ်ရှားမှုကြောင့်စွမ်းအစနစ်ထိခိုက်ပြီးဈေးကွက်ပြင်းထန်လှုပ်ခတ်ခဲ့တဲ့အခြေအနေကိုပြောကြားခဲ့ပါတယ် မာဒူရိုကဗင်နီဇွဲလားပေါ်အမေရိကန်ကဆက်ပီးအားပေးနေမှာဆိုရင်ရေတူလီရေလက်နဲ့ရေရှိကာလတွေမှာကမ္ဘာရေနံထုတ်လုပ်မှုစနစ်နဲ့ထောက်ပံ့မှုဟန်ချက်ညီမှုကိုစူးစူးတက်ရောက်စေမှာဖြစ်တယ်လို့3ပေးပြောကြားသွားပါတယ်အခုကတော့နောက်ဆုံးအနေနဲ့ညဝေမှာဖြစ်ပါတယ်ဒါကတော့ပြည်တွင်းပညာရှင်တဦးရဲ့တရင်ဖော်ပြမှုခမန်းသုံးသပ်မှုနဲ့အမေရိကန်ကဗင်နီဇွဲလားကိုထိန်းချုပ်ခြင်းနဲ့အဓိကအကြောင်းရင်းစတာတွေကိုညဝေပေးသွားမှာဖြစ်ပါတယ်မူရင်ဒီသဘောထား တရင်အချက်လက်နဲ့တုံးသက်မှုတွေကိုရေးသားပြီးတဲ့ပုံကူအားလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ဒါကတော့ကျွန်တော်တို့ကကျွန်တော်တို့ဒီအကြောင်းအရာနဲ့ပတ်သက်တာတွေကိုစူးစီးဖော်ပြတဲ့နေရာမှာသူ့ရဲ့သဘောထားတုံးသက်မှုလေးကိုလည်းကျွန်တော်တို့ပေါင်းဆက်မျှဝေခြင်းဖြစ်ပါတယ်။သူကတော့သူပြောထားတဲ့နေရာမှာသူကတရင်အချက်လက်လည်းပါတယ်ပြီးတော့သူ့ရဲ့မှန်ဆချက်ဖြစ်လာနိုင်တဲ့အခြေအနေတွေအပေါ်သုံးသက်ချက်တွေလည်းပါတယ်။ဆိုတော့သူကတော့ဗင်နီဇွဲလားကိုအမေရိကန်ရေးတဲ့ဝိုင်းထားတာနှစ်လရှိသွားပြီ။ မြန်မာနောက်ဆုံးပေါ်ခဲ့မှီဆုံးအကြီးဆုံးနေတဲ့တင်မောကလည်းရောက်နေပြီကကွေးဝင်းကြီးမြန်မာကကွေးဝင်းကြီးကလည်းစစ်စင်အစတင်မှုအားလုံးတင်ဖြစ်နေပြီသမရမိတ်တခုတည်းကိုပဲစောင့်ဆိုင်နေတာလို့ထုတ်ပြောထားတဲ့အခြေအနေအဲ့လိုမျိုးအခြေအနေတွေဖြစ်နေတဲ့အချိန်မှာပဲထရန့်ကစကားတခုပြောခဲ့တယ်မာဒူရိုအနေနဲ့လက်ကျန်သက်တမ်းကိုလက်ချိုးရည်ပြီးစောင့်တော့ဆိုပြီးပြောထားခဲ့တယ်အလုံးကတော့နေလားညလားမျှော်လင့်နေကြတယ်ဒီအချိန်မှာပဲဗင်နီဇွဲလားကိုရုရှား တရုတ်အီရန်မြောက်ကိုရီးယားဂုံတင်လေယာဉ်ကြီးတွေမြေပြင်ဆင်းသက်နေပြီးစီးရေးထောက်ပံ့မှုတွေပြုလုပ်တယ်ရုရှားရဲ့နာမည်ကြီး S400 အစုံ90တက်ဆင်တယ်စတက်လေယာဉ်တွေကိုဖမ်းနိုင်တဲ့တရုတ်ရဲ့ကွမ်တမ်ရေဒါတွေနေရာယူတယ်တရုတ်ရဲ့ဂျီတန်တိုက်လေယာဉ်တွေအစင်သင်းဖြစ်နေပြီးတော့ရုရှားရဲ့နာမည်ကြီး SU လေယာဉ်တွေလည်းနေရာယူထားတယ်မာရူကစစ်တီနှစ်သိန်းကျော်ကိုတပ်ဖြန့်ထားပြီးဖြစ်တယ်လို့ဆိုတယ်ဒီဘွဲမှာအမေရိကန်ကတစ်ချက်ခုတ်6ချက်ပြတ်နေပြူဟာကစားပွဲတစ်ခုပြုလုပ်ခဲ့တာလို့သူကဆိုပါတယ် ။မူရင်းနှိမ်နေတာအမေရိကန်ထောက်ခံတဲ့အစိုးရပြောင်းလဲဖြစ်စေဖို့ပြုလုပ်တာ။ Caribbean ပင်လယ်စုမိုးရေးကြိုးပမ်းတာရုရှားပေါ်ဖိအားပေးဖို့လုပ်တာ။တရုတ်စီးပွားရေးအင်အားချိနဲ့စေဖို့ရည်ရွယ်တာနဲ့ကမ္ဘာအကြီးဆုံးရေနံတိုက်ကိုထိန်းချုပ်ပြီးရေနံစည်းကိုကစားခွင့်အမေရိကန်လက်ထက်ရောက်ရှိအောင်ကြိုးပမ်းတာဆိုပြီးတော့သူကသုံးသပ်ပြထားပါတယ်။ဒီချက်ကိုရုရှားနဲ့တရုတ်တို့ကလည်းတည်နိုင်တဲ့အခြေအနေရှိရယ်ဗင်နီဇွဲလာကြာတာနဲ့ရုရှားဟာယူကရိန်းစစ်မှာအောက်စီးကိုချက်ချင်းရောက်သွားနိုင်တယ်လို့တရုတ်ကစွန့်ရင်လိုအပ်ချက်လဲပြတ်တောက်ပြီးစီးပွားရေးကိုအကြီးအကျယ်ထိခိုက်စေနိုင်တယ် ဒါကြောင့်ရုရှားဘက်ကလည်းဗင်နီဇွဲလားကိုအပြည့်အဝစစ်ရေးကူညီပေးမယ်လို့ကြေညာထားတာကိုတွေ့ရတာဖြစ်တယ်။အမေရိကန်ဘက်ကလည်းစွန့်စားရတယ်။ဒီစပွဲမနိုင်ရင်ယူကရိန်းစစ်မှလို့စစ်နုံနစ်ဖို့ရှိပြီးရှိပြီးတော့နောက်ပြန်ဆုတ်ရရင်လည်းသူ့အတွက်ဂုံတိတ်ခါအကြီးအကျယ်ထိခိုက်မှာဖြစ်တယ်။အမေရိကန်ကဗင်နီဇွဲလားကိုစစ်ရေးနဲ့တိုက်ခိုက်ဖို့လေကြောင်းကြီးစတိုက်မှုလေကျင်းမှုတွေပါလှုပ်လာတယ်။ခစ်သစ်စစ်ပွဲမှာအကြီးဆုံးသောရေတပ်အင်အားကိုအသုံးပြုထားတယ်လို့ဆိုတယ်။ထရမ်ဘက်ကနေပြီးတော့အစိုးရအပြောင်းလဲဖြစ်တဲ့အထိဆောင်ရွက်သွားမှာလို့ပြောထားခဲ့တာကလည်းရှိနေတယ် စစ်စစ်ဇက်တိုက်လက်ချက်မှုတွေပြီးတော့ Trump ကဗင်နီဇွဲလားဝေဟင်ကိုပိတ်လိုက်ပြီလို့ကြေညာတယ်။ဒီအခြေအနေဟာတာမန်အဖြစ်တော့စစ်တကူဖြစ်တော့မဲ့နောက်ဆုံးလက္ခဏာလို့ဆိုတယ်။ဗင်နီဇွဲလားကတစ်စစ်အမေရိကန်ကိုတာလန့်ဖြစ်ဒုံးနေနဲ့လက်ပြနိုင်တဲ့အကွာအဝေးဖြစ်လို့အမေရိကန်နေနဲ့တော့ကြီးကြီးတဲ့လောင်းကစားတစ်ခုဖြစ်တယ်လို့ပြောရမှာလို့သူကသုံးသပ်ထားပါတယ်။ဗင်နီဇွဲလားကိုစစ်နိုင်လို့ဖြစ်စေအမေရိကန်နောက်ကဆိုရတက်လာအောင်လှုပ်ဆောင်နိုင်လို့ဖြစ်စေအမေရိကန်ဘက်ကအကျိုးအမြတ်အကြီးကြီးရသွားမှာဖြစ်ပြီးတော့ရုရှားနဲ့တရုတ်အနေနဲ့အင်အားတော်ချိနေသွားမှာဖြစ်တယ်။ ဆိုတော့ဘွဲ့အပြောင်းလဲတွေကိုဘလောက်ထိအမေရိကန်မြန်မြန်ဆန်ဆန်ဖြစ်အောင်လုပ်နိုင်မလဲဆိုတော့ကအလွန်အရေးကြီးတဲ့အချက်ဖြစ်တယ်။စစ်ပွဲကြပြီးအစိုးရပြောင်းလဲဖြစ်အောင်မလုပ်နိုင်ရင်ဒုတိယယူကရိန်းလိုဖြစ်လာပြီးအမေရိကန်တဲ့အတွက်ဆိုးကျိုးဆန္ဒမှုတွေရှိလာနိုင်တယ်။အပြောင်းလဲအတွက်အီရတ်၊လီဘီယာ၊အီဂျစ်၊ဆီးရီးယားတွေမှာစစ်ရေးကိုအသုံးပြုခဲ့ပြီးတော့တူရကီမှာတော့တပ်တွင်းကအာဏာပြန်သိမ်းတာကိုအသုံးပြုခဲ့တယ်။ဗင်နီဇွဲလားမှာတော့၃မျိုးလုံးကိုတပြိုင်တည်းအသုံးပြုထားတာကြောင့်မလို့ trend ဘလောက်အလေးထားလဲဆိုတာပေါ်လွင်နေတယ်။ အတိုက်ခံရဲ့ပြည်သူအားအသုံးပြုမှုနဲ့တတွင်းအာဏာပြန်သိမ်းမှုနှစ်ခုကတော့ရလက်ထွက်လာခြင်းမရှိသေးဘူး။စေးနဲ့ရေယူချိန်မှာအဲ့ဒီနှစ်ခုအင်အားကိုမြင့်တင်ပြီးအလုံးရဲ့စုပေါင်းအားနဲ့မာရူဒိုကိုဖြုတ်ချဖို့ကြိုးစားမဲ့ဖြူဟာလို့ခံမှန်းထားပါတယ်သူရဲ့ခံမှန်းချက်မှာ။ဗနီဇလားကိစ္စဟာကမ္ဘာချိန်ခွင်ရှာကိုအတိုင်းအတာကြီးကြီးမားမားဖြစ်နေတာကြောင့်ရုရှားတရုတ်မြောက်ကိုရီးယားနဲ့အီရန်တို့ကအပြစ်ထန်ကူညီနိုင်မယ်လို့သူကသုံးသပ်ထားပါတယ်။ စစ်ဖြစ်ရင်ယူကရိန်းတင်ငန်းဆောင်ကိုယူပြီး NATO က Trump ကပြေဝကူညီဖို့ခက်ခဲလာမှာဖြစ်တယ်လို့ UK ကလည်းခုချိန်ထိအတန်းပြောင်းနေတယ်လို့ဆိုပါတယ်။ပထမချိန် Trump နဲ့ Maduro တို့လှုပ်ဝက်ဖုန်းပြောတဲ့အချိန်မှာ Maduro ကယူကဝဲလုပ်ပြီးမယ်သူပြစ်မှုအားလုံးကင်းလုပ်ခွင့်ပေးလို့တောင်းဆိုခဲ့တာကို Trump ကသဘောမတူခဲ့ဘူးလို့ဆိုပါတယ်။နောက်ချိန် Trump ကိုဖုန်းပြောဖို့ကြိုးစားခဲ့ပေမဲ့ Trump ကလက်မခံခဲ့ဘူးလို့သိရပါတယ်။ပြီးတော့ Venezuela ထဲမှာရှိနေတဲ့ Russia နိုင်ငံသားတွေကိုလည်း Russia ကခေါ်ထုတ်နေတယ်လို့သိရပါတယ်။ လက်ရှိအချိန်ဒီမှာတော့ဒီရေးကိုဂျားနိုင်ငံတစ်ခုကဝင်ပြီးတန်တမန်ရေးနဲ့ညှိနှိုင်းပေးနေဟန်ရှိတယ်လို့သူကခံမှန်းထားပါတယ်။စင်ပရာယာဒီဘက်မှာရူဒိုထွက်ပြေးရင်သူ့ကိုလက်ခံမဲ့နိုင်ငံလဲအတော်ရှားပါးမှာဖြစ်တယ်လို့အမေရိကန်နဲ့စစ်ပြုတ်ပြီးမှမာရူဒိုကိုဖြုတ်မချနိုင်ရင်လဲအမေရိကန်ရောထရန့်ရဲ့ပုံရိပ်ပါအကြီးအကျယ်ထိခိုက်မှာဖြစ်တယ်။မာရူဒိုဘက်ကမဟာမိတ်၄ဦးကရုရှားတရုတ်အီရန်နဲ့တူရကီဖြစ်တယ်။အိုပန့်ဖွဲ့ဝင်ဖြစ်တာကြောင့်စစ်မဖြစ်အောင်အိုဘက်ကလည်းဝင်ရောက်ညှိနှိုင်းပေးနိုင်ပြီးတော့ တားဆီးမရလို့စစ်ဖြစ်လာရင်လည်းဥပကဗင်နီဇွဲလာကိုနောက်ွယ်ကနေစစ်စိတ်ထောက်ပံ့ပေးသွားမယ်လို့သူကသုံးသပ်ဖော်ပြထားပါတယ်။ဟုတ်ကဲ့ ကျွန်တော်တို့ဒီနေ့ဗင်နီဇွဲလာနဲ့အမေရိကန်ရဲ့ဂျားကလက်ရှိလက်တလောဖြစ်ပျက်နေတဲ့အခြေအနေရှေ့မှာဖြစ်ခဲ့တဲ့အခြေအနေနဲ့နောက်ဘက်ဖြစ်လာနိုင်တဲ့အခြေအနေတွေကိုစူးစီးမျှဝေဖော်ပြခြင်းကတော့ဒီများပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ရဲ့မျှဝေမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။